င်္ဂလာပါရှင်။ထိုင်းအလုပ်သမားဝင်ကြီးဌာနကအလုပ်ခွင့်ပြုချက်ဝတ်ပါမင်းမရှိတဲ့အလုပ်လုပ်ကိုင်းနေတဲ့ရွှေပြောင်းအလုပ်သမားတွေကိုနိုင်ငံတော်စစ်ဆေးရန်အမိန့်ထုတ်ပြန်ဆွေးနွေးတဲ့တင်ကိုတင်ဆက်ပေးသွားပါမယ်။ထိုင်းအလုပ်သမားဝင်ကြီးဌာနညွှန်ကြားရေးမှူးချုပ်ဖြစ်တဲ့ Mr. Fishit ထောင်ဖန်းကထိုင်းနိုင်ငံသားများရဲ့အလုပ်ကိုင်းခွင့်လန်းများကိုကာကွယ်စောင့်ရှောက်နိုင်ရန်အတွက်အလုပ်ခွင့်ပြုချက်မပါဘဲလုပ်ကိုင်းနေတဲ့ရွှေပြောင်းအလုပ်သမားတွေ နာမည်ခန့် nominee ပုံစံနဲ့စီးပွားရေးလုပ်ကိုင်နေတဲ့လုပ်ငန်းရှင်တွေကိုဝင်ရောက်စစ်ဆေးမိဖြစ်ကြောင်းပြီးခဲ့တဲ့အောက်တိုဘာ26ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။ထိုင်းနိုင်ငံရဲ့ခရီးသွားဒေသနဲ့အချက်အချာစီးပွားရေးဇုန်များဖြစ်တဲ့ဘန်ကောက်၊ဖူကက်၊ချင်းမိုင်၊ကောဆမွေ၊ပတ်တယာအပါအဝင်တခြားအရေးပါတဲ့စီးပွားရေးလုပ်ငန်းတွေ၊ကားအငှားလုပ်ငန်း၊ခရီးသွားလမ်းညွှန်လုပ်ငန်း၊စံတလုပ်ငန်းတွေကိုအဓိကထားစစ်ဆေးသွားမယ်ဖြစ်ကြောင်းပြောကြားထားပါတယ်။ ဒီစစ်ဆေးမှုရဲ့ရည်ရွယ်ချက်ဟာရွှေပြောင်းအလုပ်သမားတွေဥပဒေနဲ့အညီလုတ်ကင်နိုင်ရင်တားမြစ်ထားတဲ့လုပ်ငန်းတွေကိုလုံးဝလုတ်ကင်ခြင်းမရှိရင်ねထိုင်းလူမျိုးတွေရဲ့အလုတ်ကင်ခွင့်လန်းတွေကိုမဆုံးရှုံးစေလိုတာကြောင့်ဖြစ်တယ်လို့လည်းဆိုပါတယ်အကယ်၍မကိုက်ညီမှုများကို စစ်ဆေးတွေ့ရှိရပါကအလုတ်သမားဥပဒေအတိုင်းထောင်းနေငွေဒဏ်နဲ့စတဲ့အရေးယူဆောင်ရွက်မှုတွေကိုလည်းလုံဆောင်သွားမယ်ဖြစ်ကြောင်းအတိအလင်းကြေညာထားပါတယ် ရခိုင်ကထက်စစ်ဆေးမှုတွေပုံမို့ကြက်မှတ်သွားတဲ့အလားလာနေထားမှာရှိနေပါတယ်။ကျမတို့ရဲ့ရွှေပြောင်းအလုပ်သမားညီကုံမောင်နှမများတတိထားနိုင်ရင်တင်ဆက်ပေးလိုက်ပါတယ်။တခြားသောထိုင်းအစိုးရမှထုတ်ပြန်ထားတဲ့ဥပဒေနဲ့အခွင့်အလမ်းများဆိုင်ရာသတင်းထုတ်ပြန်ချက်များကိုကျမတို့ရဲ့ MIC Migrant Information Center Facebook page ကနေလည်းဆက်လက်ပြီးစောင့်ကြည့်နိုင်ပါတယ်။ဟုတ်ကဲ့အားလုံးပဲဘေးဥပဒေအနေနဲ့အတွေ့အကြုံမှကင်းဝေးပြီး ကျမ်းမာရှင်လန်းကြပါစေလို့စုမုံကောင်းတောင်းပေးလိုက်ပါတယ်ကျမကတော့စုပြီးတက်ပါ